တောက်ချန်နေမွေးစုအားလုံးမင်္ဂလာပါ2025မေလ6ရက်ကနေ14ရက်နေ့အတော်တွေမှာရံများမယ်တိုက်ခံများမယ်မူလရီမှန်းထားတာဒီဆောင်ရွက်တဲ့အခါမှာအတိုက်ခံနေနဲ့ဂျုံမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တိုင်းနဲ့ဂျုံမယ်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရှေ့တိုးလောက်ကန်ခြင်းတွေရဲ့ကောင်းသောကျိုးဆက်ကိုရမယ်အတိုက်ခံနေတဲ့တော့ရှင်ပြီးလောက်ရမယ် မူလငကိုစီမံပြီးလုပ်တဲ့လူမှန်သမျှကုန်လုံးအလွယ်လွယ်ချော်ချော်ဖြစ်ပြီးတော့စီမံကိန်းမဟုတ်ဘဲနဲ့ပေါ်ပေါ်လာတဲ့ချိန်တွေကိုလက်တွေ့သုံးသပ်တဲ့လူတွေအတွက်တော့ဒီချိန်ကောင်းတယ်ပြန်လည်ဆောင်ရွက်ရတာရှိတယ်လောရတဲ့ကိစ္စတွေလည်းဆင်းပြေသွားနိုင်မယ်လမ်းကြောင်းစ်တွေကိုလှုပ်ချင်းတဲ့လမ်းကြောင်းဟောင်းတွေကိုပြန်လည်သုံးသပ်လုပ်ကန်ရတဲ့အနေအထားကိုရောက်ရှိနေတယ်ဘီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့ မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။ရှင်းရနေမှာတော့အထက်ခံသိမြတာပဲ။မနာနဲ့လက်တွေ့ကွာမယ်။ကိုယ့်ရနေမှာရေးပါတဲ့ပြောင်းလဲတဲ့တွတ်တက်မှုရရှိမယ်။ဆယ်ရနေမှာ ရပိုင်권၏လက်ဝဲပြန်ရခြင်းတိုးတက်ခြင်းနှင့်ကျုံးမယ်။စတရရနေ့အရာရာကောင်းသောနေထားနှင့်တိုးတက်တဲ့ကံတွေပေါ်မယ်။စတရရနေ့ရပိုင်권၏လက်ဝဲပြန်ရခြင်းအတိုက်ခံကြမှာတိုးတက်ခြင်းရှိမယ်။စသောရနေ့မှာရံများမယ်တိုက်ခံများမယ်စိတ်ပပန်းဒုပပန်းဖြစ်မယ်။စလေးရနေ့ကမိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်။သို့သောမတော်တဆအနေကိုယူဆရမယ်။ အရှိရကုတ်တီသွားစရာနည်းရှိတတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ခုနှစ်နိုင်တွင်သွားလာကျူးဆက်ရမှာပေါ့ကြာသာပင်းနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းချိုးပေးတယ်အင်္ဂါဗုဒ္ဓမွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်369ကုကနန်းနေ့ချိုးပေးတယ်အပြာရောင်ပန်းရောင်ညီရောင်တို့ကိုသုံးပြီးလိုရာကိစ္စဆောင်ရွက်၍ထူးခြားသောကျိုးဆက်ရရှိမယ်စတေးရနေ့ကစုံလာပြင်းနေ့မှာ အလူဒါနာပြုပါကုသိုလ်ကောင်းမှုပြုပါ ထူးခြားတဲ့အနာဂတ်ကိုရပါလိမ့်မယ်ယေရှုတင်ပါတယ်